ရန်ကုန်တိုင်းဒေသကြီးအလိုတော်ပြေချောင်းတိုင်းအလိုတော်ပြေစင်ရတော်ဖုရားကြီးရဲ့လက်ထောင်စင်ရတော်အရှင်ကုမာရနှင့်အလှရှင်ဒါယကာဒါယကာမများဟာအေပြီလ28ရက်နေ့မှာငရေတန်းတဲ့တိုင်းရင်းသားလူမျိုးများရေးရဝင်ကြီးဌာနဝန်ထမ်းမိသားစုများအတွက်အလှငွေနဲ့ပစ္စည်းများလာရောက်ပေးအပ်လှူဒန်းခဲ့ပါတယ်။ဥစွာစင်ရတော်နဲ့အလှရှင်ဒါယကာဒါယကာမများကတိုင်းရင်းသားလူမျိုးများရေးရဝင်ကြီးဌာနရုံးဝယ်အတွင်းမှာငရေတန်းတဲ့ဝန်ထမ်းများယာယီနေထိုင်ရန်အတွက်ဆောင်းလုပ်လျက်ရှိတဲ့ဘာရှာအဆောက်အအုံများကိုတွားရောက်ကြည့်ရှု တင်လာခဲ့ပါတယ်အဒီနာဝင်ကြီးဌာနအစီအဝေးခန်းမမှာအလူငွေနဲ့ပစ္စည်းများပေးအပ်လှူဒန်းပွဲကျင်းပရာဆရာတော်အရှင်ကုမာရာကမန္တလေးငရင်ကျောင်း ငရင်တန်တဲ့ဝန်ထမ်းမိသားစုများအတွက်လာရောက်လှူဒန်းရခြင်းနဲ့ဆက်လင်း၍မိန့်ကြားတော်မူခဲ့ကတိုင်းရင်းသားလူမျိုးများရေးရာဝင်ကြီးဌာနပြည်ထောင်စုဝင်ကြီးခွန်တန်းစော်ထူးထံပစ္စည်းတတအလုံး၄၀နဲ့ငွေကျပ်သိန်း၃၀စုစုပေါင်းတန်ဖိုးငွေကျပ်သိန်း၉၀ကိုပေးအပ်လှူဒန်းပြီးပြည်ထောင်စုဝင်ကြီးကဂွန်ပြူမှတ်တမ်းလွှာနဲ့နဝကမ္မဝတ္ထုငွေပြန်လည်ဆက်ကပ်လှူဒန်းခဲ့ကကျေးဇူးတင်စကားပြန်လည်လျှောက်ထားတင်ပြခဲ့ပါကြောင်းသိရှိရပါတယ်ရှင်။